အခုဖတ်ပြမယ်ဝတ္ထုဆောင်ပါလေးရတော့1968ခုမွေတားကြီးမဂ္ဂဇင်းစက်တမ်ဘာလထုတ်ပေါ့အဲ့ဒီတည်းကစာရေးဆရာပြမနာမောင်နီသင်ရေးထားတဲ့ဘလူးမင်းသားလို့အမည်ရတဲ့ဝတ္ထုဆောင်ပါလေးပါဆလာဒီလိုပါကျွန်တော်တို့တလလုံးတရက်ကွက်လုံးကသူ့ကိုဂိုတတဟုခေါ်ကြတယ်နာမည်ရင်းကိုမသူမှမသိကြဘူး ကျွန်တော်တို့လူမန်တိတက်စကလေးကသူ့ကိုကိုနတ်တဟုခေါ်ကြောင်းទីလာရတာယနေ့တိုင်အောင်ပဲဖြစ်တယ်။သူ့ကိုတစ်မျိုးလုံးလိုလိုပင်ទីကြတယ်။သူ့နာမည်ဒီကလေးတို့ပတ်ဝန်းကျင်မှာပို့ပြီးတွင်ကျယ်။လူမမြင်ဘူးတော့လဲကိုတတဟူသောအမိကိုကကလေးတိုင်းနားရည်ဝါကြ යි ။တတလာပြီဆိုရင်ငိုနေသောကလေးသည်အငိုရတော့၏။ဇူနေသောကလေးလည်းအဆူရတော့၏။ဤသို့သောကိုတတက ဘလူးမင်းသားဖြစ်လေသည်ပွဲတကားအငိမ့်တကားဇတ်တကားရင်းလိုက်၍ဘလူးခန့်နှင့် လူချမ်းခန့်မှကနေသောအမှုပညာသေးကြီးဖြစ်လေသည်ဘလူးအကအလွန်ကောင်းအလွန်တော်သည်ဟူ၍လည်းနမည်ကြီးသည်တတ်တာဟူသောအမိမှလည်းရှာမဇတ်တွင်တတ္တဂီရီဘလူဖြစ် ကပြရာအလွန်ကောင်းသောကြောင့်တွင်လာသည်ဟုဆိုကြ၏ကျွန်တော်ကိုယ်တိုင်လည်းကိုတတ္တဤဘလူအကကိုချီ၍ယဉ်သက်ရဘူး၏ သူဤလူကြမ်းခန်းကိုကြည့်၍ခံစားရဘူးသည်သူဤအမှုပညာအခန်းကားပွဲကြီးပရိသတ်တို့ မုံသောအခန်းပင်ဖြစ်သည် သူစူးစားလေးလေးပရိသတ်ကမုံလေးလေးသူအားထုတ်လေးလေးပရိသတ်ကဆဲလေးလေးဖြစ်နေရကိုရတသည်ပွဲဆက်ခုံပေါ်ရင်သာကံဆိုးရှာသူမဟုတ်လူလောကဘဝဇက်ခုံပေါ်ရင်လဲကံဆိုးရှာသူမျက်နှာငယ်ရှာသူဖြစ်လေသည်ကလေးတို့သည် ကိုတတ်တာကိုမြင်ရင်ကြောက်လန့်တကြထွက်ပြေးကြ၏တခါတည်းရန်ခင်းနေပေါက်ကြ၏လူကြီးများကိုတိုင်ကပင်လင်ကိုတတ်တာကိုလူရသူရသွင်းကျင်ပုံမရချင်းမိသူကမှဈေးပေါ်ကြောပဲမလုပ်ကြသူ့အင်္ဂလိပ်ကိုလည်းဘယ်သူမှမသွားကြသူကလည်းဘယ်မှမသွားပဝန်းကျင်နဲ့ကိုတတ်တာဆက်ပြတ်နေလိမ့်မည်ကိုတတ်တာကိုအများကလူတယောက်ကဲ့သို့မမြင်တော့ပဲလူဘလူးလူချံလူဘီလူဒီလူမိုက်ကြီးဖြစ်နေမြင်ထားကြသောကြောင့် ဖြစ်လေသည်အားလုံးကကိုတတ်တာကြီးဟု ခေါ်ကြတော့လေသူမှအသက်40ကျော်များရှိလေသည်ရရှိရှိဘိန်ဘိန်အသားမဲမဲခါကုံကုံသွားခေါ်ခေါ်နဲ့ကိုတတ်တာကြီးနှုံချလာတော့ရုပ်ရည်သည်ဘလူးကနဲ့လူချမ်းက ကတတ်ယုံသမကဒူရာအသွေးမခံရတော့ဘဝကိုပါဖန်တီးပေးလိုက်သည်မညက်ဖဲထားသောဇပင်ညင်ချင်းများသည်ဂိုးပေါ်အထိဝဲကြနေတတ်သည် ပြူးကျဲလာသောမျက်လုံးစုံသည်လည်းတစုံတရာကိုရှာဖွေနေတကယ်သို့ရှိသည်ဆွေမရှိမျိုးမရှိအိမ်တော်မရှိသော တကောင်ကျွက်ကိုတတ်တတ်ဤဘဝကမိတို့မိပုံရှိနေမည်ကိုမိသူကမှထဲ၍ခေါင်းရှုပ်ခံစဉ်းစားကြရမည်မဟုတ်မစင်းစားရုံနဲ့မကသူ့ကိုရှောင်ရှားကြ၏ရှင်ထားကြ၏လူရွာမသိမဲထားကြ၏ထိုနေ့ကိုကျွန်တော်မှတ်မိပါသေးသည် တစောင်းတိုင်းပွဲတော်ရဲ့များအတွင်ဖြစ်ရောင်စုံထုံးကြီးထားသောမိဘုံများထိန်ထိန်သာနေသောလာမင်းကြီးတငိမ့်ငိမ့်ကြားနေရသောမင်းသမီးဤဒေသနှင့်ပွဲသွားပွဲလာပွဲပြန်ပွဲကြည့်သူတို့ဤအောက်ကျက်သောအသံများကလူလောကဤစိတ်ကြီးများပင်တကားပွဲစရံတစ်လျှောက်လုံးသည်မိများနှင့်ထိန်လင်းနေသည်ကျွန်တော်ရှောက်နေသောလမ်းမကြီးဤပေတွင် မျက်စိမြင်ဟန်မတူသော တရောင်းစားအဖိုးနဲ့လင်းနေအရွယ်ကလေးငယ်တို့တရွေ့ရွေ့ရှောက်လာနေသည်ကိုအမှတ်မထင်မြင်မိပြီထိုအခါလမ်းခွေမှာရုတ်တရက်ချိုးဝင်လာကြွေလာသောမော်တော်ကားတစ်စီးသည်အဖိုးကိုဝင်၍တိုက်မိလိုက်သည်အဖိုးသည်ခွေကနေလေးကျသွား၏ကလေးငယ်သည်ဘေးသို့လဲသွားကဆူရှစွာအောင်ငိုရှာသည်ကလေးငယ်ဤငိုသံပွဲသာပွဲလာတို့ဤအလန့်တကြားအော်လိုက်တန်တို့သည်ကဘာပြတ်မတတ် စူညံသွားတော့သည်အဖိုးကြီးအောက်ပိုင်းတွင်သွေးများအိုင်ထွန်းနေလေပြီးခလေးငိုဆံကဆူရှာနေစေကျွန်တော်ပွားပါဝင်ပွဲသွားပွဲလာတို့သည်ထိုးအဖြစ်ပြက်ကိုကြည့်ရင်ငိုင်နေကြ၏တချို့ကရှောင်သွားကြ၏တချို့ကစုတ်တတ်ကြ၏တချို့ကမေးယုံတာမေးကြ၏တချို့ကကြည်ယုံတာကြည်ကြ၏တရောင်စာဖို့ကသွေးအိုက်တဲ့တွင်ညင်းနေစေ အလေးကငုံနေစေကျွန်တော်တို့ကတွေ့ဝေနေစေထိုးစင်းဒုတိယဝင်လာ၍လဲနေသောခလေးငယ်ကိုယူရစွာဖေးထူလိုက်သည်ခလေးကိုအသာပွေချီလိုက်ကအဖိုးအိုကြီးခြေသလုံးကိုတေးကြစွာကြည့်နေပြန်သည်ထိုးသူသည် ကျွန်တော်တို့လူအုပ်ကြီးအားမကျေနပ်သောအကြည့်ဖြင့်ခေါင်းငယ်ကြည့်လိုက်သည်ထိုးသူကဘလူမင်သားကြီးကိုတတ်တာဖြစ်လေသည်ကိုတတ်တာသည် လက်ထဲတွင်ခြီထားသောကလေးငယ်ကိုဘေးချ၍အဖိုးအိုဤရှိသလုံးကို သူဤမြစ်ပင်နေသောခေါင်းပေါင်းစားနှင့်စီးပေးနေသည်ကျွန်တော်တို့ကငင်းနေစေငိုင်နေစေကိုတတသည်၎င်းကိစ္စကို ပွဲလိုဝိုင်းကြည့်ရုံသာကြည့်နေသောကျွန်တော်တို့ကိုဒုတိယအချိန်ကြည်လာပြန်သည်သူဤမျက်လုံးများသည်မချေနှချင်းဝန်းနေခြင်းခံပြင်းခြင်း နာကြီးရင့်တို့အယောင်နဲ့တလက်လက်တောက်ပနေထိုးခိုက်ရေကားနဲ့သူနာပြူကရောက်၏အဖိုးနဲ့ကလေးငယ်ကိုတဲဆောင်သွားကြသည်ဆေးရုံကထွက်သွားသည့်အထိဘာမှမလုပ်ဘဲငေးကြည့်ယုံသာကြည့်နေကြသောကျွန်တော်တို့လူအုပ်ကြီးအားကိုဒတ်တသည်တတရချင်းစူးဆိုင်စွာကြည့်ပြန်သည်သူဤနှောက်ခမ်းများသည်တခုခုပြောတော့မီလိုတလှုပ်လှုပ်တရွရွဖြစ်နေသည် သို့တော့ဘာမှမပြောပဲကျွန်တော်တို့ကိုပြုံး၍ကြည့်ကအမောင်သေးသို့ဝင်ရောက်သွားတော့သည် အမြဲတမ်းတင်းမာနေသော သူဤမျက်နှာမှပွင့်ထွက်လာသော အပြုံးကလူဘဝဤမငြိမ်းချမ်းမှုကိုပေါ်ထုတ်သောအပြုံးမျိုးလူကိုလူလိုမမြင်တတ်ကြသေးသောလူတို့ဤစိတ်ယုံမှကိုပြောင်းလောင်းသျော်သောအပြုံးမျိုးဖြစ်ကြသည်စကားတစ်ခုမှမပြောပဲမဟာပဲ ြုံးယုံသာပြုံးသွားသောဂုဏတ္တဤအပြုံးသည်ကျွန်တော်ရှင်ကိုများစွာလှုပ်ရှားစေသည်သေလူမျောပါဖြစ်နေသောမိမိလိုလူသားတယောက်ကိုမကူမညီမဖေးမမပဲပွဲကြည့်တကယ်လို့ကြည်နေခြင်းမှုကိုလည်းပြန်၍ရှက်လာမိသည်ထို့တူလူကိုလူလိုမမြင်တတ်သေးသောကျွန်တော်ဤစိတ်ထားသဘောထားများကို ပြင်ဆင်ရန်သဘောပေါက်လာမိတော်သည် ပြင်မနာမောင်နေပင်နားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။